ကြိုက်ကြီးစီရီတော်ဖျားကြီး6ဒီဂရီဆောင်းသွားပြီးတော့ပြူချနိုင်ကြောင်းကုတော်တဲ့ရင်အတိအချကိုတီးရပါပြီကြိုက်ကြီးစီရီတော်ဖျားကြီးဒီတော့ကျဲမှာလိမ့်ချသွားတယ်ငလင်ကြောင်းအက်ကွဲသွားတယ်ဆိုတဲ့တဲ့ရင်တွေအွန်လိုင်းပေါ်မှာမိဘပြည်သူတွေသိပြီးသားဖြစ်မှာပါအဲ့ဒါတွေကလည်းတချို့သောသူတွေရဲ့လှုပ်ချက်မှုကြောင့်ဖြစ်တာပါဒီခေတ်မှာနှီးပညာတိုးတက်လာသည်နဲ့မျှကျိုး AI နဲ့အလုံးနိုင်တဲ့အများကြီးရှိတယ် ကြိုက်တီယူစီတီတော်ဖျားကြီးကမတ်လ28ရက်နေ့ဟလင်ဂျီလောက်ခတ်တုန်းကတတော်လေးကိုလောက်ခတ်သွားခဲ့တာဖြစ်တယ်။အဲ့ဒီကြိုက်တီယူစီတီတော်ဖျားကိုအမှန်မှဆိုရင်ဟလင်ကအဖျားတော်ခတ်တာမဟုတ်ဘူး။နည်းနည်းလေ3.5လောက်ပဲခံခဲ့ရတာဖြစ်တယ်။နော်မဂနီကျူ3.5လောက်ပဲဒါခံခဲ့ရတာဖြစ်တယ်။ဘယ်လိုသာမဂနီကျူ6.5လောက်အဲ့ဒီနေရာလာလို့ရှိရင် ကြိုက်တီယူစီတီတော်ဖျားကြီးလိမ့်ကြပြိုကြပျက်စီးသွားနိုင်တယ်ဆိုပြီးတော့ပညာရှင်တွေကခံမှန်းထားပြီးအခုတော့အနှဲငယ်လေးလှုပ်တာတော့6ဒီဂရီလောက်ဆောင်းသွားပြီဆိုပြီးတော့ကျွန်တော်အနေနဲ့ကြားသိရပါတယ်ကြိုက်တီယူစီတီတော်ဖျားကြီးနဲ့ပတ်သက်ရင်တချို့သောတော့ဒီဘာသာဝင်တွေကလုံးဝအထီးမခံဘူးဒါကျွန်တော်တို့ဗုဒ္ဓဘာသာမှာဆိုရင်အစွန်းရောက်တယ်ရှိတယ်ပေါ့ဗျာဒါကနတ်ကလုတ်တာလားယေတိကလုတ်တာဆိုသဖြင့်မြောင်းစွာသောဒါအယူသီးမှုတွေရှိတယ်ကျွန်တော်နေနေအရန်ကြီးဒီကိစ္စမှာအယူသီးလို့မရဘူးဒါဒါက ဖះမို့ဘူးဗျာပြောချင်တာကနော်ဘုဒ္ဓဘာသာစစ်စစ်ဆိုရင်သိပါတယ်နော်ဒါကဖះမို့ဘူးဆိုတာသိတယ်ဘုဒ္ဓဘာသာစစ်စစ်တွေကအဲ့ဒါတွေကိုကိုးကြတာမဟုတ်ဘူးမြတ်စွာဘုရားကိုကိုးကြတာဂုံတော်ကိုကိုးကြတာဖြစ်တယ်ကျွန်တော်အခုတော့ဘာမှမဖြစ်ဘူးဆိုတော့အစင်းရောက်တယ်ကိုတော့ကျွန်တော်တို့တိတ်မပြောလို့ဘူးခုချိန်မှာတော့ဒါ60 degree လောက်ဆောင်းသွားရေးဆိုရိကိစ္စကတော့အစ်မန်ဖြစ်ကြောင်းကြောင်းနေနဲ့ကြားသိရပါရဲ့ဗျာ